နောက်ဘဝမရှိမှန်းသာအမှန်တိုင်းသိလိုက်ကြရင် နောက်ဘဝချမ်းသာအတွက်မျှော်ကိုးလှူဒန်းထားကြတဲ့သူတွေဘုံကြီးเจ้าကမိဆိုင်ကော်စောအိမ်သာခွက်ကအစအကုန်ပြန်ခွာကုန်ကြမယ်ထင်နေဘာလို့ဆိုចောင်းကန်တိန်စီရဲ့တွေအတွက်အချီကြီးလှူဒန်းတက်ကြတဲ့လူများစုကိုကြည်လိုက်ရင် သူတို့ကိုးကွယ်တဲ့ဘုံကြီးတွေအပေါ်ပဲကောင်းကြတာကျန်တဲ့လူတွေအပေါ်တော့စိတ်ကောင်းထားလေးတိတ်မရှိကြဘူး ရုပ်စွာအစုံသူတို့ချမ်းသာကြွယ်ဝမှုအတွက်နေ့စဉ်ရက်ဆက် အုတ်တချက်တဲတပွင့်ပါဝင်ဖြည့်ဆည်းပေးနေတဲ့သူတို့ရဲ့အလုတ္တမအပေါ်တောင်စီကံကြီးတွန့်တိုလေးရှိပြီးစိတ်ကောင်းမထားနိုင်ကြတာများတယ်ချမ်းသာပြီးဖျားတကာចောင်းတကာခေါ်ခံရလေးရှိတဲ့လူစားမျိုးတွေဟာများသောအားဖြင့်ပဝန်းကျင်နဲ့ကင်းကွာပြီးစိတ်ကြည်ဝင် မောက်မာနေကြတာများတယ်ဟုံးကြီးအပေါ်ကောင်းနေဆိုတာကလည်း ဟုံးကြီးရဲ့မစားရောက်ဝခမန်းတျောဟောနေတဲ့နတ်စည်းစိမ်တိကြားစည်းစိမ်တမလွန်ချမ်းသာကြွယ်ဝရေးစည်းစိမ်တွေကို စိတ်ကူးငြိမ်မျှော်ကိုပြီးတမလွန်အတွက်ကြိုတင်လက်ထိုးတဲ့သဘောနဲ့ဖုန်ကြီးကိုမျက်နှာလုံမိကြတာလက်ရှိချမ်းသာသလိုနောင်တမလွန်မှလည်းစားထက်တန်ဖိုးပိုချမ်းသာရအောင်ကြိုတင်မျှော်ရင်းနှီးမြုပ်နှံနေကြတာဒါဟာစီးပွားရေးတသက်ပဲဘာဘာသာရေးမှမဟုတ်ဘူးဘာကောင်းမှုကုသိုလ်မှမဟုတ်ဘူး ကကဲသားဒါဟာပောက်ကနန်းလုံးဝမပါတဲ့ ठी ကိုထိုးပြီးစိတ်ကူးနဲ့အယူထားအချိန်ဖြုံးပတ်စံဖြုံးခြင်းသာဖြစ်မှန်းမှန်တိုင်းသူတို့သိကုန်ကြရင်ဟုံးကြီးတွေထမင်းငတ်ပြီးဟုတ်တင်တယ်လောက်တော့ဟုတ်ပါတယ်ဖုံးရင်းတွေကိုလှူတာကမနောက်ဘက်မှာနှက်စီစိန်တခြားစီစိန်တွေခံစားစီဖို့အတွက်လှူလဲဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်မှတ်မှတ်တာတွေးစီချင်ပါတယ်ပေါ့နော် universal truth တွေကိုပြောပြီးလက်ခုပ်တောင်းတဲ့ light down တာမျိုး post တွေတော့မဖြစ်စေချင်ဘူး အဲတခြားဘာသာတွေမှာနောက်ဘွားဆိုမရှိဘောဗျာအာဖះကိုယုံကြည်ဖះရှိတော့ရမယ်ဟလားကဲဒီချင်းခံရမယ်ယုံကြည်တော့အပင်ငရဲကြမယ်ဗောဗျာဆိုတော့နောက်ဘွားဆိုမရှိအတွက်နောက်ဘွားလူကြနောက်ဘွားအတွက်လူကြအကြောင်းမရှိဖះကြိုက်အောင်မဆဲဖို့တဖို့ဟောလူကြအကြောင်းရှိဒါဒါတဘာဝပဲလीနော်နောက်ဘွားမရှိအတွက်နောက်ဘွားအတွက်မလူဒါမဆန်းဘူးအဲ့တော့ဒီဘွားမှာဖះအလိုကြဟလားကိုယ်ရလာဆိုင်ဆဲဖို့တဖို့ လှူရမယ်ဆိုလို့လှူကြတယ်ပေါ့ဗျာဘုရားကြိုက်အောင်နော်ဘုရားကိုယူသေးတဲ့ခါကျတော့ဘုရားကိုချစ်တဲ့ခါကျတော့ဘုရားနဲ့အတူနေခြင်းတဲ့ခါကျတော့ဘုရားစကားနားထောင်တာဒါမဆန်ဘူးဗုဒ္ဓဘာသာမှာနောင်ဘွားရှိတယ်နော်နောင်ဘွားမှာမချမ်းသာတော့ဘသူကလာပေးမှာမဟုတ်လို့လေအခုရှာကိုရှာရပစံနေဒါ hypnotize လို့ခေါ်တဲ့စိတ်ညှို့ခြင်းခံရတာပဲဖြစ်ပလိစေအောင်ညအကုန်လုံးကတော့နောင်ဘွားဆိုတာတော့ဟိုပူပူချင်းကလားနဲ့စားကြတာကြီးပဲနော်ဘသူမှလည်းမသိဘူး တည်ပြီးတော့မှဟာဟုတ်တယ်နောက်ဘွားသာရှိတယ်တည်ပြီးတော့မှဟာဖရဲသခင်စီကိုငါရောက်ပြီးမယုံကြည်တဲ့လူတွေကတနာလိုက်တာအဲ့ကြမှာပဲဖြစ်မယ်လေဒီချိန်မှာတော့ဟိုအကုန်လုံးအတူတူပဲဟုတ်တယ်နော်လဲဆိုတော့နောက်ဘွားနောက်ဘွားရှိတဲ့ဗုဒ္ဓဘာသာတွေကတော့လူကြတန်းကြနောက်ဘွားရအောင်လို့ပေါ့နော်အီဂျစ်တင်မှာလည်းရှိရလေနောက်ဘွားမှာအီဂျစ်ဖယ်ရိုတွေကခေါမရဲနိုင်ထည့်ပြလိုက်တယ်သူတို့နောက်ဘွားမှာရရှိဖို့တော့ပေါ့နော်ယုံကြည်မှုပေါ့နော်ဟုတ်တာမဟုတ်တာသာသာလို့ပေါ့နော် ဒါပေမဲ့လည်းဗုဒ္ဓဘာသာပမာဏကတော့တော်တော်ဆိုးဆိုးဝါးဝါပေါ့နော်လက်ရှိပစ္စခိုက်ကာလမှာအာကိုချင်းစာတရားနဲ့တနာကျင်နာမှုတရားနဲ့လှူတာတန်းတာကမရှိဘူးဖြစ်နေပေါ့နော်